အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းလှုပ်သားတွေအတွက်မြေသူမြေဝါဖြစ်ကြောင်းတသက်ကန်လက်မှတ်စီရင်စာအုပ်လှုပ်ဆောင်ဖို့အတွက်မကြခင်ခွင့်ပြုသွားမယ်လို့ထိုင်းအလုံသမဝန်ကြီးဌာနကထုတ်ပြန်လာတဲ့သတင်းမှာ ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာပြီးအလုပ်လုပ်ကင်နေတဲ့မြန်မာရွှေပြောင်းလုပ်သားတွေအတွက်ထိုင်းနိုင်ငံကတရားဝင်အလုပ်သမားမှတ်ပုံတင်လုပ်ငန်းတွေပြီးဆုံးပြီးနောက်မှာ passport စာအုပ်အနေအထားရှိတဲ့မြန်မာလုပ်သားတွေအတွက်မြန်မာဘက်ကလုဆောင်ပေးမဲ့မြေသူမြေဝါဖြစ်ကြောင်းတသက်ကန်လက်မှတ်စာရင်းစာအုပ်ကိုထုတ်လုပ်ပေးဖို့မြန်မာဘက်ကတာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့ထိုင်းလုပ်သမားဝန်ကြီးဌာနစီမံခန့်ခွဲရေးဦးစီးဌာနကထုတ်ပြန်လာပါတယ် မြန်မာဘက်ကလှုပ်ဆောင်ပေးရမယ့် CIN စာအုပ်လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးမြန်မာတန်ယုံဘက်ကတော့တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။စာအုပ်အနေပါလာသူတွေကတော့အခုဝက်ပါမေးရပြီးသွားရင်ဗီဇာရဖို့အတွက်တုံထူလို့ရနေပြီ။စာအုပ်အနေမရရှိသေးသူတွေအတွက် CIN လှုပ်ပေးဖို့မြန်မာဘက်နဲ့ညှိနှိုင်းနေတဲ့ကြားတယ်။ခမန်းကြီးအရ6လပိုင်းလောက်မှဖြစ်နိုင်မယ်လို့သိရတယ်လို့အကျိုးဆောင်တအူးကပြောပါတယ်။ စီရင်ဆောင် ထုတ်ပေးရတဲ့ကုန်ကြမ်းဈေးကိုတရားဝင်ထုတ်ပြန်လာတာမရှိသေးပေမဲ့အကျိုးဆောင်အကျိုးခံမှန်းချက်အရပတ်ငွေ9000ကနေ9000ဝန်းကျင်ထိကုန်ကျလိမ့်မယ်လို့ဆိုပါတယ်။စီရင်ဆောင်လုံဆောင်လို့သူမြန်မာလုံသားတွေအနေနဲ့မိမိတို့ရဲ့အိမ်အောင်စုစည်းမိတ်တူမပေါင့်တင်မှုရင်းတွေကိုအစင်းနဲ့ပြင်ဆင်ထားဖို့လိုအပ်တယ်လို့လည်းအကျိုးဆောင်တွေကဆိုပါတယ်ရှင်။ကျမနွယ်နွယ်ပါ။